မင်္ဂလာပါရှင်ကျမကတင်ပါနိုဝင်ဘာ22ရက်နေ့အတွက် People's Bank ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်၂ယောက်ကိုဖမ်းဆီးအရေးယူထားတယ်လို့မန္တလေး PDF ထုတ်ပြန်လာတဲ့သတင်း UG အဖွဲ့ဝင်ကိုစစ်ကောင်စီလက်ကနေ PDF တွေကယ်ထုတ်နိုင်ခဲ့တဲ့အကြောင်း BGF ခေါင်းဆောင်စောချစ်သူထွက်မပြေးဘူးလို့ဆိုတဲ့သတင်းကားတိုက်မှုကျူးလွန်သူကပြစောတိဖြစ်နေလို့စစ်တပ်အရေးမယူတဲ့အကြောင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MD1PDF ရဲ့ဗဟိုဦးဆောင်ကော်မတီဝင်နှစ်ဦးဖြစ်တဲ့စစ်ရေးဌာနကြီးမှုကိုမုံတိုင်းနဲ့ဗန္ဒာရှာဖွေရေးဌာနကြီးမှုကိုနိုင်ကြီးတို့ကိုတာမန်စည်းကမ်းဖောက်ပြမှုမဟုတ်တဲ့ကြီးမားတဲ့ပြစ်မှုအမျိုးအစားကျူးလွန်ထားတာကြောင့်ဖမ်းဆီးအရေးယူထားကြောင်းမန္တလေး PDF ကဒီနေ့နိုဝင်ဘာလ22ရက်နေ့မှာထုတ်ပြန်ပါတယ်။သူတို့နှစ်ဦးဟာကာလတံမိုးကြီးမားတဲ့တပ်ပိုင်းဗန္ဒာပြစည်းတချို့ကိုတပ်ရဲ့အစီမင်းစည်းကမ်းနဲ့လုံထုံးလုံနည်းတွေကိုချိုးဖောက်ပြီးတရားမဝင်ထုတ်ယူသွားခဲ့တာကြောင့် အပြည့်ရှိကြောင်းပြည်ထောင်ခံယူရမှာဖြစ်ကြောင်းကာယကံရှင်တွေကိုယ်တိုင်ပါဝင်တဲ့2025 August လကဗဟိုဥဆောင်ကော်မတီအစည်းအဝေးမှာဆုံးဖြတ်ထားပြီဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်ဗန္ဒာပစ္စည်းတွေတက်စီကိုအ мян ဆုံးပြန်လည်အနံ့ရမယ်ဆိုတာကိုလည်းဆုံးဖြတ်ခဲ့တယ်လို့အတည်ပြုထားပါတယ်။ပြီးခဲ့တဲ့ September လမှာကျင်းပခဲ့တဲ့တမူးများ6လပတ်ဆုံးကြီးအစည်းအဝေးမှာလည်းဗဟိုဥဆောင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်တွေကိုထပ်လောင်းအတည်ပြုခဲ့ပေမဲ့ဒေါ်လာရဲ့အခြေအနေအရကာယကံရှင်နှစ်ဦးရဲ့မြေတားရကံတင်ပြချက်အရာ ြစ်ဒဏ်တွေကိုလက်တွေ့ချမှတ်ခြင်းမပြုသေးဘဲယာယီဆိုင်းငံ့ခဲ့ကြောင်းဖော်ပြပါတယ်။ဒါပေမဲ့အခုအချိန်ထိဘန်ဒါပစ္စည်းတွေတက်စီကိုပြန်လည်အနှံ့ခြင်းမရှိသလိုဘယ်လိုဖြည့်ရှင်းမှုအတိပေးပြောဆိုမှုမှမရှိလို့အရေးယူကြရတာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။အဲ့ဒီပြစ်မှုဟာတက်ဖွဲ့တွင်တာမန်စင်းမြင့်စည်းကမ်းချိုးဖောက်မှုအဆင့်ကိုကျော်လွန်ပြီးကြီးမားတဲ့ပြစ်မှုအမျိုးအစားအဆင့်ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ကနဦးအဆင့်ကောက်ချက်ချနိုင်တယ်ဆိုပြီး MDY PDF ကထုတ်ပြန်ပါတယ်။ဒါကြောင့်ပြည်သူ့ကာကွယ်တပ်မတော် စစ်ရုံးချုပ်ကိုတင်ပြပြီးဂုံမုံတိုင်းနဲ့ကိုနိုင်ကြီးတို့ကိုနိုဝင်ဘာ15ရက်ကအစတင်ပြီးလက်ရှိတပ်ရဲတောင်းဝအားလုံးကနေရက်ဆိုင်တာနှစ်ဦးစလုံးကိုလက်နက်ဖြုတ်သိမ်းပြီးအချုပ်ချထိန်းသိမ်းတာစတဲ့အပြစ်ပေးအရေးယူမှုတွေပြုလုပ်ထားတယ်လို့ဆိုပါတယ်။အခုကာလမျိုးမှာပြည်သူလူထုကိုစိတ်ပိုင်းဆိုင်ရာတစုံတရာအနောက်ရှက်ဖြစ်စေတဲ့တရင်မျိုးပေါ်ပေါက်စေတဲ့အတွက်လေမန္တလေး PDF ကပြည်သူလူထုကိုတောင်းပန်ခဲ့ပါတယ်။မန္တလေး PDF ဟာတပ်ဖွဲ့ဝင်တွေကြားမှာတောင်းဝန်ရာထူးအဆင့်အတန်းမခွဲခြားဘဲ အပြစ်ရှိသူကိုအပြစ်အလျောက်ထိုက်တင်တယ်လို့အပြစ်ပေးအရေးယူတော့ကျင်းဝတ်စည်းကမ်းထိန်းသိမ်းကြမှတ်တာအပေါဝင်တက်တီဆောက်ရည်လုပ်ငန်းစဉ်ကိုပုံမအာယုံဆိုင်ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်အသိပေးထားပါတယ်ရှင်။မကွေးတိုင်း၆မြို့မှာစစ်ကောင်စီရဲ့အဓိကထောက်တိုင်ဖြစ်တဲ့၆မြို့စီပင်သားရရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန်ပြက်ခတ်ရှင်းလင်းမှုနဲ့အဖမ်းခံထားရပြီးထောင်ဒဏ်230ကျော်ချမှတ်ခံထားရတဲ့မြို့ပြပျောက်ကြား UG အဖွဲ့ဝင်ကို ထောင်ပို့ဆောင်စင်မှာ PDF ပတ်ကဖာနဲ့ဒေါ်လာရေးပူပေါင်းတက်တွေကကြားဖြတ်တက်ခိုက်ပြီးကဲထုတ်နိုင်ခဲ့ပါတယ်။6မြို့နယ်ပတ်ကဖာလက်ယုံစစ်ကြောင်းကတပ်ဖွဲ့ဝင်နက်ဆိုင်ကောမွန်းညူကိုနိုဝင်ဘာလ19ရက်မနက်ပိုင်းမှာကဲထုတ်နိုင်ခဲ့တာပါ။ရဲစခန်းကနေထောင်ကိုပို့မဲ့တရင်ရလို့ဒေါ်ရဲမှာ၄ရက်တတိဆောက်ပြီးကြားဖြတ်တက်ခိုက်ခဲ့တာဖြစ်တယ်လို့ဖြစ်စဉ်ကိုသိတဲ့ဒေါ်လာရေးတပ်ဖွဲ့ဝင်တူက People's Spin ကိုပြောပါရယ်။နိုဝင်ဘာလ19ရက်မနက်က6မြို့နယ်ရဲစခန်းကနေ ရေနံချောင်းနဲ့မကွေးမြို့ကျောင်းမှာရှိတဲ့ဒေါင်းနေအကျန်းထောင်ကိုအန်ဇာရုံကားတစီးပြူစောတိကားတစီးတို့နဲ့လုံခြုံရေးယူပြီးပို့ဆောင်စစ်မှောင်ဂျားဖြတ်ကဲထုတ်ခဲ့တာဖြစ်ပါတယ်။အချုပ်သားတွေလိုက်ပါလာတဲ့အန်ဇာရုံကားနဲ့လုံခြုံရေးမတ်တူးကားတို့ထဲကမတ်တူးကားကိုမိုင်းဆွဲတိုက်ခတ်ခဲ့ပြီးအန်ဇာရုံကားဘော်က UG အဖွဲ့ဝင်ဟာခုံချထွက်ပြေးခဲ့တာလို့၆မြို့နယ်ပကဖလက်ယုံစစ်ကြောင်းမှုကိုဖြိုးထနိုင်ကပြောပါတယ်။ UG အဖွဲ့ဝင်ကားဘော်ကနေခုံချချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ပြန်ဆွဲတင်ဖို့လုပ်ပေမဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကဖိပစ်ခဲ့လို့မောင်းပြေးသွားတယ်လို့စစ်ကြောင်းမှုက စပြောတာပါယူဂျီအဖွဲ့ဝင်မွန်းညိုဟာပြီးကြတဲ့2021မှာ6မြို့အစည်းပင်သားရရေးကော်မတီဥက္ကဋ္ဌဦးတန်းစင်ဦးကိုပြစ်ခတ်ရှင်းလင်းခဲ့တဲ့အမှုနဲ့ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်စစ်ကောင်စီကပုံမှန်မျိုးစုံတက်ခဲ့ပြီးထောင်ဒဏ်1ပေါင်း180တကြိမ်68နှစ်တကြိမ်ချထားပြီးနောက်ထပ်အမှုတွေထပ်ဆွဲခံထားရသူလည်းဖြစ်ပါတယ် စစ်ကောင်စီဟာ UG အဖွဲ့ဝင်ကိုမွန်းညိုကိုထောင်ထဲကနေပြန်ထုတ်ပြီးစစ်ဆင်မှုပြုလုပ်ခဲ့တာပါအဲ့ဒီနောက်ရဲစခန်းကနေထောင်ကိုပြန်ပို့ချိန်မှာဂျားဖြတ်တိုက်ခိုက်ကြတယ်လို့ကာကွယ်ရဲဘော်တူကရှင်းပြပါတယ် UG အဖွဲ့ဝင်ကိုဂျားဖြတ်ကဲထုတ်တဲ့စစ်စင်ရင်မှာစစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့နဲ့ဒေါ်လရေးတပ်ဖွဲ့တွေပြစ်ခတ်မှုတွေလည်းဖြစ်ပွားခဲ့တယ်လို့သိရတာပါအဲ့ဒီပြက်ခတ်မှုအတွင်းထိခိုက်သေးဆုံးမှုအခြေအနေကိုတော့မသိရသေးပါဘူးရှင်။ကရင်နယ်ခြားစောက်တဲ့ BGF ခေါင်းဆောင်ဘုံမူကြီးစောချစ်သူဟာထပ်မပြေးဘူးလို့ အဖွဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်ကပြောပါတယ်။စောချစ်သူဟာနိုဝင်ဘာလ9ရက်ကဖန်အံမြို့မှာစစ်ကောင်စီကျင်းပတဲ့290ပြည့်ကရင်ပြည်နယ်လေးအခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။ဒါ့အပြင်နိုဝင်ဘာလ13ရက်နေ့ကစောချစ်သူရဲ့တမီးဖြစ်သူကရင်ဒုံရင်စုရတဲ့ကျိုးစုပွဲတုန်းကလည်းစောချစ်သူတက်ရောက်ခဲ့တာကိုတွေ့ရပြီးအဲ့ဒီနောက်ပိုင်းလူမြင်ကွင်းမှာမတွေ့ရသေးပါဘူး။ဒါပေမဲ့ကြားဖြတ်အရေးနဲ့ပတ်သက်ပြီးမြောက်ပြည်မြို့မှာနိုဝင်ဘာလ18ရက်နေ့က စစ်အုပ်စုနဲ့ကရင်နယ်ကြားစောက်တဲ့ BGF ခေါင်းဆောင်ပိုင်းတွေတွေ့ဆုံဆွေးနွေးမှုကတော့စောချစ်သူတက်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတွေ့ဆုံဆွေးနွေးမှုဟာအဆင်မပြေခဲ့ဘူးလို့သတင်းရင်းမြစ်တချို့ကဆိုရပါစစ်တပ်နဲ့ BGF ပူးပေါင်းပြီးတော့နိုဝင်ဘာ16ရက်နေ့ကစလို့ရေကုတ်ကိုမြို့တက်မှာကြားဖြတ်နှင်းနှင်းရေးဆိုပြီးအဆောက်အုံတချို့ကိုစီးနှင်းခဲ့ပါတယ်။အဲ့ဒီမှာရှိတဲ့နိုင်ငံသားသားတွေနဲ့ဖုန်းတွေကွန်ပျူတာတွေကိုဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ရေကုတ်ကိုမြို့တက်အပောင်ဝင်ထားမြန်မာနေဆက်ဒေသတချို့ အခြေစိုက်လုတ်ကင်နေကြတဲ့ကြားဖြတ်လုပ်ငန်းတွေကိုအထူးစစ်စင်ရေးတရက်အဖြစ်နှင်းနှင်းသွားမယ်လို့ဆိုပြီး၃ရက်အတွင်းမှာလူ900ကျော်ဖမ်းဆီးထားကြောင်းဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကပြောပါတယ်။အများစုကတော့တရုတ်နိုင်ငံသားတွေလို့လည်းသိရတာပါ။အဲ့ဒီဖမ်းဆီးမှုကနေဖုန်းအလုံးရေ2000ကျော်ကွန်ပျူတာ laptop အလုံး2600ကျော်ဖမ်းဆီးမိခဲ့ပြီးစစ်တပ်ကိုအနှံထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့ထိုင်းသတင်းဌာနထိုင်း PPS နော့ကော အာနာသိန်းစစ်တပ်ဒုခေါင်းဆောင်ဒုတိယဗိုလ်ချုပ်အမှုကြီးစိုးဝင်းကကြားဖြတ်လုပ်ငန်းတွေကနေသိမ်းဆီးရရှိတဲ့မိုဘိုင်းဖုန်းတွေကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းတွေကိုဖျက်ဆီးဖို့အမိန့်ပေးထားတယ်လို့နိုဝင်ဘာ19ရက်နေ့မှာဖော်ပြထားပါတယ်။မဖျက်ဆီးရင်အရေးယူခံရမယ်လို့လည်းဆိုထားပါတယ်။အခုလိုကြားဖြတ်တွေဖမ်းဆီးတာကိုအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ဒုခေါင်းဆောင်စိုးဝင်းတို့ကအမိန့်နဲ့ညွှန်ကြားတာဖြစ်တယ်လို့ BGF ပြောရေးဆိုခွင့်ရှိသူကထိုင်းသတင်းတောက်တွေကိုပြောပါတယ်။ဒါကြောင့်စစ်တပ်နဲ့ BGF က ကြားဖြတ်အနှင်းနှင်းရေးလောက်တာလားတက်တေတွေဖျောက်ဖို့စ조사နေရလားဆိုတဲ့အမေကနေလဲထွက်ပေါ်နေပါတယ်အမေရိကန်ရောက်မြမအရေးတက်ကြွလှရှားသူဦးချင်းရွှေကစစ်တပ်နဲ့ BGF တို့ကကြားဖြတ်အနှင်းနှင်းရေးဟန်ပြလုပ်နေပေမဲ့အမေရိကန်ရဲ့အရေးယူမှုကိုရှောင်လွှဲနိုင်ဖို့မလွယ်ဘူးလို့သုံးသပ်ပါတယ်အမေရိကန်လွှတ်တော်ကြားနာပွဲမှာပါကြားဖြတ်အနှင်းနှင်းရေးအတွက်အလေးအနက်ဆွေးနွေးနေကြသလိုဥပဒေပါပြဋ္ဌာန်းဖို့အလုပ်နေတယ်လို့လည်းသူကအစပြောပါတယ်ရှင်မန္တလေးတိုင်းပသိမ်ကြီးမြို့မှာအမျိုးသမီးငယ်တူးကို ကားနဲ့တက်ပြီးဒံယာရီနဲ့ဆွန့်ပြက်သွားတဲ့ပြူစောတီတူကိုစစ်တပ်ကဒီနေ့ထိအေးအေးယူဖို့မလုပ်နိုင်သေးဘူးလို့မြို့ခံတွေကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ16ရက်ညောင်9နာရီဝန်းကျင်ကပသိမ်ကြီးမြို့အဝင်နာရီစဉ်အနည်းမှာအမျိုးသမီးငယ်တူကိုကားနဲ့တိုက်ပြီးထွက်ပြေးစမှာအမျိုးသမီးဟာကားအောက်ကိုပါသွားခဲ့တယ်လို့သိရပါတယ်။မြင်းမြင့်တွေးသူတူကအဲ့ဒီကားကအဆုတ်ဆေးခန်းအနီးကားခဏရပ်ပြီးကားအောက်မှာပါလာတဲ့အမျိုးသမီးကိုကားပေါ်တင်ခဲ့ပြီး ကံကောက်ရွာတဲ့ကအထည်ချုပ်ဆက်ရုံအနီးမှာဒဏ်ရာရနဲ့အဆွန့်ပစ်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်ကားကအရှိန်နဲ့အမောင်းထွက်သွားပြီးလမ်းသွားလမ်းလာသူတွေကိုပါတိုက်မိမလို့ဖြစ်ခဲ့သေးတယ်လို့အဲဒီမျိုးကကစပြောပါတယ်။အဲဒီကားကပသိမ်ကြီးမြို့နယ်ဂျင်ဝိုင်းနဲ့လောင်ကစားဝိုင်းတွေကိုဥဆောင်နေသူပြစောတိတူဖြစ်တဲ့ကိုထက်ဝရန်စိုးသူအသုံးပြတဲ့ကားလို့သိရပါတယ်။မျိုးခန့်တူပြောပြချက်အရကားတိုက်မှုဖြစ်စဉ်အပြီးမှာကိုထက်ဝရန်စိုးသူကခဏပြောက်သွားပြီးတပတ်လောက်အကြာမှာပြန်ပေါ်လာတယ်လို့ဆိုပါတယ်။ အတိကားတိုက်တဲ့အမှုကိုတော့အချင်းချင်းညှိလိုက်တယ်လို့သိရကြောင်းမြို့ခံတွေကဆိုပါတယ်ရှင်။ People's Spin ကနောက်ဆုံးရရှိထားတဲ့ညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။